ဒီမွေးနေ့မှာဖယားတော့ချောင်းချပါဒီမွေးနေ့မှာလာဆောင်မဲမဲညနာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေ့မှာဒီစံဖန်ကိုအပိနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင်ဒီစဉ်ပြည်သက်များရှင်အမတရားနေ့စီစဉ်ရဲ့ဝိနည်းစုတောင်းစီစဉ်လေးကနေပြီးတော့ ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်လေးကတော့မန္တလေးမြို့မှာနေထိုင်တဲ့တမီးလေးသုံးရွှေရီဝင်းပဲဖြစ်ပါတယ်။တမီးလေးသုံးရွှေရီဝင်းရဲ့ဒီနေ့မှရောက်ရှိလာတဲ့ခုနှစ်နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မန္တလေးမှာနေထိုင်တဲ့ဖဖေဦးထွန်းနိုင်နဲ့မိမိတော်ခိုင်စာအသင်းတို့ကပအဝင်စုတောင်းပြလာပဲဖြစ်ပါရှင်။ တစဉ်ပရိသတ်များရှင်မတရားနေစီစဉ်ဝင်းနေစုတောင်းစီစဉ်လေးမှာဒီတစ်ခါမှာထပ်မံပြီးဆူတောင်းပေးရမယ့်ဝင်းနေရှင်လေးကတော့ကလောမာနေတဲ့မနှင်းဝီရီပဲဖြစ်ပါတယ်ကလောမာနေတဲ့မနှင်းဝီရီရဲ့ဒီနေ့မှရောင်းရှိလာတဲ့25နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ကလောမာနေတဲ့ညီမလေးတေးလင်ကချူကပောင်းရီဆူတောင်းပေးလာပဲဖြစ်ပါရှင် တဆင်ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်ကနေထမမျောဆူတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ပြုံးလီမာနေတဲ့ကိုဝီယန်ထွန်းပဲဖြစ်ပါတယ်။ကိုဝီယန်ထွန်းရဲ့ဒီနေ့မှရောက်ရှိလာတဲ့28နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ပြုံးလီမာနေထိုင်တဲ့သက်ဆိုင်သူမတ်ချသေးဖြူအပောင်းဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။စီအဖန်ရဲ့ပြည်သက်တွေအားလုံးကိုအမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရှင် ပရိသတ်များရှင်ဒီနေ့အမှတ်တရနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့နေပြည်တော်မှာနေတဲ့ကိုချမ်းမင်းထိုက်ပဲဖြစ်ပါတယ်။ကိုချမ်းမင်းထိုက်ကတော့နေပြည်တော်မှာနေတဲ့ချရသူမက်ခင်ဆန္ဒနဲ့ဒီနေ့မှရောက်ရှိလာတဲ့ချက်သူတက်တဲ့၃နှစ်ပြည့်အတွက်ကိုပါဝင်တောင်းဆိုလာပဲဖြစ်ပါရှင်။ စဉ်ပရိသတ်များရှင်အမတရားနေ့စီစဉ်ကိုတော့ချိုးအပ်တင်ဆက်ပေးခဲ့ရဖြစ်ပါရဲ့ရှင်ပရိသတ်ကြီးကအမတရားနေ့စီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့အားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936391639ကို နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစင် FM ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933 639 1639နဲ့အတူတူသစင် FM အနာဒီမတ် YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပေါင်ဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့ရက်မတရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။